ဒီနှစ်ပြပေးမယ့်အကြောင်းလေးကတော့ပွဲစိတ်ကြိုက်ခံရရင်ဘာလုပ်ရမလဲဆိုတဲ့အကြောင်းလို့ပြပေးသွားမှာဖြစ်ပါရဲ့ရှင်။ပွဲစိတ်ကြိုက်တာပဲဘာမှမဟုတ်တော့ဘူးဆိုပြီးတော့အပြောမစောပါနဲ့ဦးနော်။ဒီလိုလူတွေဆိုလို့ရှိရင်ပွဲစိတ်အနီကြိုက်တာတစ်ချက်ခံရလို့ရှိရင်အဖို့အကြီးကြီးထလာပြီးတော့နားလဲနားရားလဲရားအေးပြားပေါ်အကွက်လိုက်ကြီးဖြစ်နေပါတယ်။ဒီတော့ဒီလိုမျိုးပွဲစိတ်ကြိုက်ခံရရင်အဖို့တတ်တဲ့သူတွေကြိုက်ခံရတဲ့သူတွေအတွက်ဖြည့်ရှင်းနိုင်မယ့်နည်းလမ်းလေးတွေကိုပြပေးလိုက်ပါရနော်။ ညီမရဲ့ဗီဒီယိုလေးကိုမစားခင်မှာညီမတို့ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ဘေးနား notification bell လေးကိုပါအုပ်ချုပ်မေးပါနဲ့အောင်ရှင်။ဝက်ဆိတ်ကခံရရင်ဘာလို့ရမလဲဆိုတဲ့နီးလန်းနေမပြောခင်မှာအရင်ဆုံးသိစေချင်တာကဘာမှမဖြစ်တဲ့သူတွေကိုကြည့်ပြီးတော့ငါတယောက်တည်းအထိမကဖြစ်နေတာလားဆိုပြီးတော့မတွေးလိုက်ပါနဲ့နော်။တပားတရားကြီးကတရဝါတိုင်းကို ူကိုယ်သူကောက်ွယ်နိုင်မှုဖန်တီးပေးတာပါတယ်။ပေါ်စိတ်တွေလည်းဒီလိုပါပဲเนาะ။သူတို့အနေနဲ့သူတို့ကောက်ွယ်ဖို့အဆုနဲ့ထိုးတယ်။ဒီလိုထိုးလိုက်ကလိုက်တဲ့အခါမှာအကိုက်ခံရတဲ့သူရဲ့အရေးပြားနဲ့မတည့်ရင်အခုလိုမျိုးအဖူးထားတာအနီစက်ဖြစ်တာရောင်ရဲနာမျိုးတွေဖြစ်တတ်ပါတယ်။တချို့တော့ပွဲစိတ်တွေမှာတော့အာယုံကြောဒီကိုက်စေနိုင်တယ်။အစိတ်တွေပါတယ်လို့သူတို့သနာပညာရှင်တွေကဆိုပါတယ်။ဒါကြောင့်ဒီလိုအကိုက်ခံရမယ်ဆိုလို့ရှိရင်เนาะအကိုက်ခံရတဲ့နေရာကို ရေကန်အုပ်ပါเนาะ။ ရေခဲအုံမှာရေခဲခဲလိုက်တော့မကပ်ပါနဲ့နော်ရေခဲကိုပိုဝါတစ်ခုတည်းထည့်ပြီးတော့ရေခဲအိတ်တဘုံမျိုးကပ်ပေးပါရားတော်တော်များများကအပူရွေးတွေ့တသာသွားပါတယ်ဒါပေမဲ့ဝစီကခင်ရတဲ့အခါမှာအပူတမပေးပါနဲ့နော်ကြက်ထုတ်လည်းမထိုးပါနဲ့ပိုးဆိုးသွားပါလိမ့်မယ်ပြီးတော့စတီရိုက်လေးဆေးတွေနဲ့အန်တီဟစ်စတမင်းတွေကလည်းရားရဲ့နာကျင်ခြင်းတွေကိုတသာစေနိုင်ပါတယ်ဒါပေမဲ့ဒါတွေကတော့ဆရာဝန်တွေရဲ့ညွှန်ကြားချက်ပါမှတောက်တာလေးတာမျိုးလို့တင်ပါရနော် ဘလို့အချိန်မှာစဉ်းစားသပြတင်နေဆိုတာကိုပြပြပါမယ်နော်ပိုးစိတ်ကခံရတာပဲဆိုပြီးတော့မပေါ်စားတင်ပါဦးရှင်ဘာလို့လဲဆိုတော့ဒီလိုအကိုက်ခံရပြီးတော့အသက်ယူကျလာတဲ့အခါလက်ချောင်းနဲ့သတိတော်ညှူချရခက်ခဲတဲ့အခါမူးဝေလာတဲ့အခါခြေနဲ့လက်တွေရောင်ရင်းလာတဲ့အခါသွေးမောက်ကြတဲ့အခါရှာတွေထုံပြီးတော့ရောင်လာတဲ့အခါရေဘက်ထဲတကျလာတဲ့အခါ on engine နဲ့အခါမျိုးတွေဆိုလို့ရှိရင်တော့ဆရာဝန်နဲ့ချက်ချင်းပြသတင်ပါတယ်။ညီမရဲ့မျိုးလေးကိုအဆုံးကြည့်ပေးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုမှာပြန်ကြည့်ကြပါဦးနော်။